Hello အားလုံးပဲမင်္ဂလာပါ Cherry Hammy YouTube Channel ရဲ့ Facebook Page ကနေပြောပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့အရှိရက်ကချဲတင်ပေးထားတဲ့ပန်းပွင့်အိတ်ထုံးနီးကိုရှုံအိမ်နဲ့မဟုတ်ပဲနဲ့ဒီလိုပုံစံလေးတင်ပေးမှာဖြစ်ပါတယ်သူကအထဲမှာတက်တက်အိတ်ကလေးထိုးပြီးမှအပြစ်မှာပန်းလေးကိုကပ်ရအောင်ပေါ့နော်ပြီးရင်အပေါ်မှာတော့ချဲကဒီပလဲကျိုးလေးနဲ့ပလဲကျိုးနှစ်ကျိုးတက်ထားပါတယ်အရင်ကချစ်ဖို့ကောင်းပါတယ်ပန်းလေးတွေကလည်းဖောင်ဖောင်လေးနဲ့ဆိုတော့ဒီအိတ်လေးကိုအကုန်လုံးကြိုက်ကြမယ်လို့ထင်ပါတယ်နော် လိုအပ်တဲ့ပစ္စည်းလေးတွေကတော့အရင်ဆုံးအထဲမှာကျတို့ထိုးဖို့အိတ်ကတို့ရေခဲနိုင်လွန်ချီလို့ခေါ်ပါတော့။ဒီဟာလေးက150ဂရမ်လောက်ကုန်ပါမယ်။တကယ်လို့မြန်မာချီနဲ့ထိုးချင်တယ်ဆိုရင်တော့ကျတို့8 ply လောက်နဲ့ထိုးလို့ရပါတယ်နော်။တကယ်လို့ mix သုံးချင်တယ်ဆိုရင် mix ကတော့8 ply နဲ့ထိုးပါ။ a size ကတော့3.5 mm ဒီ a size လေးသုံးပါမယ်နော်။ ပေါ်ကပန်းပွင့်လင်းကမစ်ကော်တွန်ဒီလိုအမဲပတ်လေးနဲ့ဆိုပို့အဆင်ပြေပါတယ်အပြပတ်နဲ့ကြောင့်အမွေးလေးထွက်မှဆိုလို့ပါနော်ပြီးရင်ချုပ်အန်းကန်ကြီးကော်ကန်ပြီးလို့ရှိရင်ကျွန်တော်နှိပ်စီဆိုလဲနှိပ်စီပေါ့နော်တကယ်လို့ဇစ်နဲ့တက်မှဆိုလဲဇစ်ပေါ့နော်အဲ့ဒါလေးလို့ပါမယ်ကျွန်တော်နှိပ်စီနဲ့ပဲဆိုတော့ဒီလိုနှိပ်စီနဲ့ပဲတပါမယ်ဒါလေးကနှစ်ဖက်ပါတာပေါ့နော် မှာခြိဖို့ကခြိနဲ့ပဲထိုးလိုက်ရတယ်လို့ခြေကတော့ဒီလိုပလဲကျိုးလင်းတက်လိုက်ပါတယ်ပလဲကျိုးကတချိုးပဲတက်လဲရတယ်ခြေလိုမျိုးနှစ်ကျိုးတက်လဲရပါတယ်နော်ကဲဒါဆိုကျွန်တော်အခုဒီ8ထွန်းလေးကိုစထုတ်ကြမယ်နော် အရင်ဆုံးချိုးမက်ဂျီရင်လောက်ပါမယ်ချိုးတူလေးကိုအပေါ်ဝိုက်လိုက်ပါပြီးရင်တော့ဒီအက်ကိုအပေါက်ထက်ကနေလက်ညိုဘက်ကချိုးလေးကိုဆွဲလာပြီးတော့ဖုန်မီတစ်ခုအနီထားလေးထိုးလိုက်ပါတော့ဒါဆိုရင်မက်ဂျီရင်ရပါပြီပြီးရင်တော့ချိုးကအဲ့မက်ဂျီရင်အပေါက်ထက်ကိုတိုင်တူ12တိုင်ထိုးလာမှဖြစ်ပါတယ် ီးသွားရင်တော့ချက်လို့ကျူလေးကိုတင်းတင်းဆွဲလာပြီးတော့မှပထမတစ်ပတ်ကိုရှက်ကုန်နဲ့ဆက်လိုက်ပါချက်လို့ပန်းပွင့်လေးထိုးပါမယ်ဒီမှာတော့ချက်လို့အယောင်ပြောင်းမဲ့သူတွေကကျွန်တော်ဒီနောက်မှတခါတည်းကျူဖြတ်ပြီးတော့အယောင်ပြန်ပြောင်းဖို့နော်ရှေ့မှလည်းချက်အာရှေ့ရှုံးအိတ်ထူနီကအတိုင်းထိုးလို့ရပါတယ်ဖွမီတုံးကုထိုးပြီးပြီဆိုရင်ကျေရိုးတိုင်ရှည်ထိုးမယ်တိုင်ရှည်ကဒီလိုအပေါက်တွေထည့်ပြီးကျေရိုးဒီနှစ်ကြိုးပဲအရင်ဆွဲထုတ်ထားမယ်ပေါ့နော် အဲ့တော့အခုကခြေက4 plane site နဲ့ထိုးရဖြစ်တဲ့အတွက်တို့တိုင်ကိုတပောက်ကို၄တိုင်ထည့်ပါမယ်တကယ်လို့5 plane နဲ့ထိုးရဆိုရင်တော့တို့3 3 DC လောက်ပဲထိုးရင်ရပါမယ်နော်အဲတပောက်ပြီးသွားပြီဆိုရင်နောက်တပောက်ကို တိုင်ရှိ၄တိုင်ထည့်မယ်တို့နှစ်ကြိုးနှစ်ကြိုးစီပဲအိမ်ဆုံးဆွဲထုတ်ပါမယ်နော်ဒီလိုအနိထာလေးပါပြီးရင်တော့တို့7တိုင်ပြည့်ပြီးပြီဆိုရင်တော့တို့အဲ့ဒီ အဲ့ပေါ်မှာရှိတဲ့အကျိုးအကုန်လုံးကိုဒီလိုလေးဆွဲထုတ်လာပါမယ်။ပြီးရင်ဖုန်ကြီး၃ခုထိုးအခုဒီဒုတိယတပောက်ပေါ့နော်။ဒုတိယတပောက်ထဲကိုရှက်ကော်လေးနဲ့ဆက်လိုက်ပါ။ပြီးရင်ဖုန်ကြီး၃ခုထိုးမယ်။အခုပတန်တိုင်းတပောက်ကိုတိုင်စီ၄တိုင်းအဲ့နှစ်ခါပဲအရင်ဆွဲထုတ်ထားမယ်ပေါ့နော်။၄တိုင်း၄တိုင်းစီထည့်ပြီးပြီဆိုရင်တော့ ကျတော့အကုန်လုံးဆွေးထုတ်ပြီးဖူမီတောင်ဖူထိုးပြီးရင်ဆက်ကောင်းဆက်လိုက်ရင်နောက်ထပ်ပွင့်ဖက်လေးနောက်တစ်ခုရပါမယ်စစပောင်းကျတော့ပွင့်ဖက်6ခုရပါမယ်နော်6ခုရပြီးပြီဆိုရင်တော့ကျတော့ဆက်ကောင်းဆက်ပြီးရင်ဖူမီတကူကထိုးထိုးပြီးတော့ကြိုးလေးဖြတ်လိုက်ပါနော် ဖြတ်ပြီးရင်အကြိုလေးကိုခြေရိုးတိချသိမ့်ပြီးတော့အခုချက်ချီချီတလိုမျိုးပဲချီခဲ့ပါ အလဲကားဝတ်ဆံလေးထဲမဲ့သူတွေကကြတော့အခုချိန်ထိုးတဲ့အတိုင်းလိုက်ထိုးခဲ့ပါကျတို့ကဖွမီလေးခုထိုးပါမယ်အဲ့ညမှာဖွမီလေးခုမဟုတ်ဘဲနဲ့မကျရင်ထိုးပြီးမှကျတို့ထိုးလဲရရပေါ့နော်ထိုးနည်းအားမျိုးရှိပါတယ်ကျတော့ဖွမီလေးခုထိုးပြီးတော့ပထမဆုံးထိုးထားတဲ့ဖွမီထဲကိုတိုင်းရှိလေးတိုင်းထည့်ပါမယ်ဒါဆိုရင်2 3 4 5 6 7 8 9 10 11 12 13 14 15 16 17 18 19 20 21 22 23 24 25 26 27 28 29 30 31 32 33 34 35 36 37 38 39 40 41 42 43 44 45 46 47 48 49 50 လေးပေါ့နော်အေးငါငါခါလောက်ထည့်လိုက်ပေါ့နော်နည်းနည်းဖောင်ဖောင်လေးဖြစ်ပါပြီးရင်ကျွန်တော်ဖွင့်ပြီး၃ခုပြန်ထုတ်ပြီးတော့မှစကောလီနဲ့ဆက်လိုက်ပါပြီးရင်ကျုပ်ဖြတ်လိုက်ပါနော် ကော်လီနဲ့ကပ်မယ်ကော်ထဲတဲ့ချိန်မှာကော်အများကြီးထက်ဆံမလို့เนาะဒါတော့ဆိုရပြီပြီးရင်ကျတို့ကအနာလေးကိုခဏလေးဖိထားပေးပါဒါဆိုပန်းပွင့်လေးရပြီเนาะဒီပန်းပွင့်လေးကိုကျတို့ကျအခုထိုးတဲ့အိတ်အတိုင်းဆိုရင်စုစုပေါင်း45ပွင့်ထိုးထားပါเนาะတချို့လဲလုံမယ်ပေါ့เนาะတချို့လုံမယ်ဆိုရင်တော့အလွန်ဆုံး2ပွင့်3ပွင့်ပဲထက်လို့ပါပါ ပြီးရင်ချေရူအခုအိတ်ထိုးတော့မယ်ဆိုရင်ဒီပန်းပွင့်ကိုသုံးမဲ့အရောင်လေးတွေကိုချပြီးတော့မှဒါမှမဟုတ်လည်းပန်းပွင့်၅ပွင့်လောက်ချပြီးတော့မှပေါ့နော်အာကျတို့တိုင်းလိုက်ပါစင်တီမီတာနဲ့တိုင်းပါနော်တိုင်းတဲ့ခါမှကျရင်27 cm လောက်ရပါတယ်အထဲက8ထိုးတာကိုကဲလို့တဲလီလိုကဟိုပန်းပွင့်ကို40လောက်ပဲသုံးချင်နေဆိုရင်တော့ကျတို့19ခွဲစင်တီမီတာလောက်သုံးထိုးရင်ရပါတယ်နော် ခုအချက်အချက်ကအာ27 cm a size ထုံးမှာပေါ့နော်အဲ့ကကြတော့ကျွန်တော်ကဖွင့်မီထိုးမယ်အဲ့အတွက်ဖွင့်မီစထိုးပြီးဆိုရင်ချက်ကဖွင့်မီကို19 cm ပဲထိုးပါမယ်ဘာလို့လဲဆိုတော့ကျွန်တော်အနာအနာပိုင်းနှစ်ဖက်မှာပေါ့နော်ကျွန်တော်နည်းနည်းလေးပွားပွားထားလိုက်မယ်ပေါ့နော်ထိုးရင်းနဲ့လေခါကြတော့27လောက်က2 cm လောက်တော့ပွားလာမယ်ပေါ့နော်အခါကြတော့ တကယ်လို့ကိုထိုးမဲ့အိတ်ကိုတကယ်လို့30 size လောက်ထိုးချင်နေဆိုရင်ကျွန်တော်က28လောက်ပဲဖူမီထိုးခဲ့ပေါ့နော်28 cm လောက်ပဲထိုးခဲ့ပေါ့နော်ပြီးတော့ပြီဆိုရင်ဒီမှာပေါ့နော်ကျဲရထားပြီးတဲ့ချိန်ကို19စင်တာပဲထူလာပါဒါကတော့ချဲစွစွပေါင်းချဲဖွမီကဟိုအပဲရှိရပေါ့နော်30ရှိတယ်အဲ့တော့ကျတို့ကဒူရီယာတပေါက်ကိုကျတို့ကစပြောမှတိုင်တူထွားမယ်နော်တိုင်တူကဒီလိုနန်းနီးရှိမယ် ီလိုအခုချက်ထိုးတဲ့တိုင်တိုးထိုးနီးလိုမျိုးရှိမယ်ပြီးရင်နတ်တမျိုးရှိမယ်ပေါ့နော်အခုချက်ထပ်ထိုးပြမယ်နတ်တမျိုးကအိတ်ထိုးတဲ့နေရာမှာပုံပြီးတင့်တော်တယ်ဘာလို့လဲဆိုတော့သူကကြစ်ကြစ်လေးလေးလေးလည်းဖြစ်သွားတယ်အလိုတောင့်တောင့်လေးဖြစ်သွားပါဘောနော်အောက်ချိန်မှာလေခုနထိုးနီထက်ဆိုင်ဒီဟာလေးနဲ့ထိုးပါနော်ဒီအိမ်မှာတော့အချင်းဒီအတိုင်းလေးထိုးထားပါတယ်အဲ့ကျွန်တော်ကဖွင့်မီကို မှောက်လိုက်တယ်ပေါ့နော်မှောက်ပြီးတော့အပေါ်မှာခုံခုံလေးပေါ့နေတဲ့အပေါက်လေးတွေကိုကျတို့ကထိုးလာမှာဖြစ်ပါတယ်အဲ့တော့ကျတို့ကအမ်ဖုမင်းအတိုင်တို့ကို28ခု28တိုင်ထိုးလာပါမယ်နောက်ဆုံးတစ်ပတ်တစ်တိုင်ကိုခြံထားမယ်နော် ပြီးတော့ရင်တော့ကျတို့နောက်ဆုံးတစ်ပေါက်မှာအခုချက်တတိုင်းထည့်ထားပါတော့တတိုင်းကျတို့စုစုပေါင်း3တိုင်းထိုးပါမယ်ဒီဆိုရင်3တိုင်းပါပြီးတော့ရင်ကျတို့ဒီဘက်တစ်ချမ်းနေကိုပြန်ထိုးလာမယ်ပေါ့နော်ဒီဘက်တစ်ချမ်းခုနကျတို့ထိုးထားပြီးရင်ဒီနောက်မှာထိုးရတဲ့ခါကျရင်တလူနည်းနည်းကျက်နေလိမ့်မယ်နော်နည်းနည်းမဟုတ်တော်တော်လေးကျက်နေလိမ့်မယ် ါပေမဲ့အဲ့နာလီကမရရအောင်ထုံမအဆင်ပြေမနော်ဂျန်နဲ့တချမ်းကကျွန်တော်စွစွပေါင်းတိုင်းတို့29တိုင်းထူတာပါနော် ီသွားလို့ကျွန်တော်နောက်ဆုံးပေါက်မှာဆိုရင်နောက်ဆုံးပေါက်ရောက်ပြီဆိုရင်ကျွန်တော်တိုင်တူနှစ်တိုင်ထည့်ပါမယ်။ဒါဆိုကျွန်တော်ကပထမဆုံးမှတော့တတိုင်နဲ့ထူထားရတယ်ဆိုရင်ကျွန်တော်စုစုပေါင်း၃တိုင်ဖြစ်သွားမယ်ပေါ့နော်။ဒါဆိုရင်ဒီဘက်နောက်ဆုံးဒီဘက်ဘေးဆုံးပေါက်မှာလည်းတိုင်တို့တုံးတိုင်ဟိုဘက်မှာလည်းတုံးတိုင်ချေထုတ်ခဲ့ပါတော့ဒါဆိုချေညီတော့ပြီ တရန်ပီးရင်တို့ကျွန်တော်ပထမတစ်ပေါက်နဲ့ဆက်ကော်လေးစရမှာဖြစ်ပါတယ်ဂျူလီကိုကျွန်တော်တခြားလေးဆက်ခဲ့ပါနော်နိုင်လွန်ချီဖြစ်တဲ့အတွက်ဂျူလီကတော့နည်း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 လေးမှာပါတယ်ချဲနိုင်လွန်ချီနဲ့မထိုးတော့ကြတော့လေဒီအိတ်လဲထိုးနေချိန်မှာလက်အရမ်းနာတယ် ျတို့ဒီတဒန်းနေစမှတ်ထားမှာနော်ဖူမီတစ်ခုထိုးမယ်ပြီးရင်ကျတို့အဲပထမတစ်ပောက်ကိုတကယ်လို့မမတ်မိနိုင်ဘူးဆိုရင်အင်အားလေးကိုမကြိမ်နဲ့မတ်ခဲ့အခုကျတို့တပောက်ကိုတဒန်းစီတိုင်တူလေးထိုးထားမယ်ပေါ့နော်နောက်ထပ်အတန်းဒီတိုင်းလဲကျတို့ဒီပတန်တိုင်းထိုးရမှာပါတပောက်ကိုတိုင်တူတစ်ခါတစ်ခါစီထိုးလာမယ်ပပတ်လည်းလည်းရပြီဆိုရင်ပထမတပောက်ကိုကျတို့ကရှက်ကော်နဲ့ဆက်မယ်ဒီနာဗီဒီယိုပိုင်းလေးကလေးချေရိုက်တာမပါလိုက်လို့ပါနော် အော်ကျတို့ဒီလိုပုံစံလေးရပြီပြီဆိုရင်နောက်အတန်းလေးတိုင်းလည်းအတိုင်းပဲပေါ့နော်ဖမီတကုထိုးထိုးပြီးရင်ကျတို့ပပလဲထိုးလာမှာပေါ့နော်အဲအမြင့်ကိုကျတို့ကပန်းပွင်ကျတို့ငါခုခုလိုပဲကျတို့တတန်းမိတတန်းထိုးရင်းနဲ့သူကတဖြည်းဖြည်းမြင့်လာမှာပေါ့နော်တို့အတိုင်းတူဆိုပေမဲ့လေဒီဒီထိုးနီအတိုင်းထိုးမအိတ်ကကြစ်ကြစ်လေးနဲ့ပန်းကတ်တာပို့ပြီးတော့မှအဆင်ပြေရပါတော့ အဲ့ရဲ့အမြင့်ကိုကချေဘလောက်ဘလောက်ဆိုရင်မတက်မတ်ထားဘူးသူတို့ပန်းပွင့်ကိုကိုပနတန်းထည့်ချင်တယ်ရရပေါ့နော်ချေကတော့ပန်းပွင့်ကို၄တန်းထည့်မှဖြစ်တဲ့အတွက်ဒီမှာ၃တန်းကိုချေကကတ်ထားပေါ့နော်အပေါ်ပိုင်းကိုချေတပွင့်နောက်ထပ်တပွင့်တင်လို့ရတဲ့အနေထားတော့ချေထိုးလာတယ်ပြီးရင်ကျိုးတိန်းတာတော့အခုချေထိုးလို့လေနောက်ပထမဟိုဖက်ကပထမဆုံးတပောက်ထိုးတယ်ပြီးရင်နောက်ဆုံးတပောက်ရဲ့အနောက်ခြမ်းကိုထိုးတယ် ပြီးရင်ကျတော့ချုပ်အပ်လေးယူပြောမှချုပ်အပ်ကိုနည်းနည်းကြီးတာလေးနဲ့ယူပါတော့။ချက်လေးနဲ့ကျတော့ကတခြားလေးတင်ခဲ့ပါနော်အဲ့ကြိုးစားလေး ကဲဒါဆိုရင်ကျတို့ကပြီးသွားပြီပေါ့နော်တော်ပြီဆိုရင်ကျတို့ဒီနားလေးကိုကော်လီနဲ့နည်းနည်းလေးကတ်လိုက်အရင်အများကြီးမဟုတ်ဘူးပေါ့နော်ပြီးရင်ပန်းပွင့်ကိုခြေကအပေါ်တည်တန်းကျန်တယ်ပေါ့နော်ပန်းပွင့်ဘယ်လိုကတ်ရမလဲခြေပြပေးပါမယ်တလီတော့အရင်ဆုံးထိုးရင်နေပန်းပွင့်ကိုနောက်ဆုံးမှကတ်ပါနော်ကျေကအပေါ်ပိုင်းထိုးရတာပြင်လာလို့ဆိုပြီးတော့ပန်းပွင့်လေးကတ်ထားလိုက်တာပါအော်ကျတို့ပန်းပွင့်ကိုနောက်ဆုံးမှကတ်မယ်ကျတို့ဒီလိုမျိုး နပွင့်နပွင့်ကြောက်ပဲကတ်ရမှာပေါ့နော်အဲ့ဒါချင်းနောက်မှပြောပြမယ်အခုကအရင်ဆုံးကော်နဲ့ပန်းပွင့်နဲ့အကုန်ကတ်လိုက်ရင်ကျတို့ဒီနှိပ်စီကထဲရခတ်သွားလိုက်မယ်ပေါ့နော်ချုပ်ရခတ်သွားလိုက်မယ်အကြောင်းမလို့ကျတို့ဒီနှိပ်စီကိုအရင်ဆုံးချုပ်ပါမယ်ကျတို့ချုပ်အန်လီနဲ့ယူပြီးတော့ချုပ်အပ်ကိုအိမ်မှာဝတ်ချုပ်တဲ့ချုပ်အန်နဲ့လည်းရတယ်ကျတို့အဲ့ဒါမရှိလို့လေအဲ့ချုပ်တဲ့ စိုက်ကားချက်စီမှာအရန်အသေးဆုံးပေါ့နော်အရန်တော့ဟိုလိုမျိုးလက်စူးတဲ့ add တော့မဟုတ်ဘူးအဲ့လိုမျိုး add တော့တချောင်းရှိလို့အဲ့အနီးနဲ့ချုပ်ပါမယ်ချဲဒီလိုချုပ်တာတော့တိတ်အရန်မကျွမ်းပေါ့နော်ဒါပေမဲ့ကိုကိုတုံးဖို့ပဲဆိုတော့အဲ့ကိုတော့ခိုင်ခိုင်လေးဖြစ်အောင်ဒီလိုပဲချုပ်လိုက်ပါရဲ့ရှင် ချေကကြည်နဲ့တင်နာဖြတ်ပြီးတဲ့ချိန်မှာအဲ့ခြေစလေးထွက်နေအောင်ကဟိုဖြစ်မှဆိုလို့ဆိုပြီးတော့ချေကော်လီနဲ့နဲ့ကပ်လိုက်ပါတယ်။ပြီးရင်နောက်တစ်တစ်ချမ်းကိုလည်းအခုလိုပဲချုပ်ထားရင်ဆင်ပြေပါတယ်။အခုချေပန်းပွင့်ကပ်မှန်ပေါ့နော်။ပန်းပွင့်ကပ်တဲ့အခါမှာအရင်ဆုံးကတန်းစီပြီးတော့မှအဲ့ဒီအိတ်ပေါ်မှာမဟုတ်ပဲနဲ့ကိုစပွဲပေါ်မှာပေါ့နော်။တန်းစီပြီးပန်းကိုချမဲ့အရာလေးတွေကိုတိချာချထားပါ။ပြီးတော့ရင်ချေပန်းကပ်မယ်ပေါ့နော်။ကပ်တဲ့ချိန်ကျရင်လည်း အပွားနေဘက်ကကအာနေဘက်ကကအဆင်ပြေပါတယ်ဒီကော်လီမင်းနဲ့မင်းများထဲပါဒီပန်းကတ်တာတော့လीပြီးရင်ဂျာမစ်ကော့တိုနဲ့ထိုးတာဖြစ်တဲ့အတွက်နည်းနည်းလေးတော့ဖိထားပေးရပါတယ်သူကပြန်ကွာတက်လို့ပါတန်ပွင့်ကတကယ်တမ်းက ငါးလေးလေး20ပေါ့နော်တတန်းမှ၄ပွင့်ဆိုရင်20 20ဆိုရင်တချမ်း20ဆို၄ကျဲပဲလို့တာပေါ့နော်ဒါပေမဲ့အချက်ကအဲ့လိုကတ်လိုက်တဲ့ချိန်မှာဘီနာလေးကြီးกว่าဘယ်လိုပြောမလဲလွတ်နေတဲ့နေရာလေးရှိရပေါ့နော်အဲကြောင့်မို့လို့ငါးပွင့်ထပ်တခုပြီးတော့မှအဲ့လိုထပ်ကတ်လိုက်တာပါအဲကြောင့်မို့လို့ဆိုတော့45လောက်ကြတော့ပေါ့နော်တချို့ကတကယ်လို့အရင်ကျကျနှစ်ပွင့်စာလောက် စန့်တယ်ဆိုရင်အဲ့လို2ပွင့်2ပွင့်စာလောက်ထည့်လိုက်ပေါ့နော်အဲ့ဒါကြောင့်မလို့9ပွင့်ကနေ10ပွင့်စာလောက်တော့ပို့ပြီးတော့လုပါမယ်အဲကျဲနေရနေရာလေးဒီလေကျဲကော်လေးနဲ့ထည့်ပြီးတော့နည်းနည်းဖိထားပေးပါတယ်အပိုင်းကတော့ဒီလိုလေးပေါ့နော်သူ့ကြိုးရောချဲကဒီပလဲလုံးအကြီးလေးနဲ့ချိတ်လိုက်ပါတယ်တကယ်လို့ချီလုံးနဲ့ပဲထိုးချင်နေဆိုရင်တဲလေးဒီကတော့ ချီကျိုးလေးထိုးပြီးတော့မှချက်အာရှော့အိတ်နာကချီပေါ့နော်ရှော့အိတ်နာကကျိုးထိုးနီးပေါ့နော်အဲ့ဒါနဲ့ကြည့်ပြီးတော့မှထိုးလို့ရပါတယ်ချိန်တာလဲအခုပလဲလုံးအိတ်နာချိန်တလူလေးချိန်လို့ရပါတယ်နော်နန်လုံချီနဲ့ထိုးတာလက်အရင်နာပါတယ်ဒါပေမဲ့ဒီအိတ်နဲ့ထိုးကြတော့လေအိတ်ကလေတောင်းတောင်းလေးရတယ်ပစ္စည်းလည်းဆန့်နေပေါ့နော်အခါကျတော့အလေးလေးလည်းအလေးနည်းနည်းလေးတာလေးလည်းထည့်လို့ရအခါကျတော့ချက်ရတော့သဘောကျပါတယ် အခုနည်းနည်းကလေးကြည့်လိုက်တာပေါ့နော်ပလဲကျိုးကအရင်အချိန်တော့မဟုတ်အဲ့လိုဘေးလွဲ့တဲ့ site လောက်ပဲပေါ့နော်အဲ့ဒါလေးနဲ့ထည့်လိုက်တဲ့အချိန်မှာပို့ပြီးတော့မှတဘောကျတော့ပါလိမ့်နောက်နေ့အပြင်သွားရင်လွယ်လို့ရပြီဒီမှာလာလာမလာလာဆိုချက်ခုလွယ်ပြအလေးပဲကြည့်လိုက်တော့နော်ကဲဒါဆိုရင်တော့အခုကျတို့ထိုးနှင်းကတော့ပြီးတော့ပါပြီ အလုံးမဲ့အဆင်ပြေကြပါစေနားလည်မယ်လို့လည်းထင်ပါတယ်ဒီအိတ်လေးကတော့အရန်ကိုချစ်ဖို့ကောင်းတဲ့အိတ်လေးဖြစ်ပါတယ်လိုက်ထိုးကြပါနော်ပြတော့လေးချက် tutorial လေးအမြဲတမ်းထပ်တင်ပေးပါမလို့ချက် YouTube channel နဲ့ Facebook page ကို follow လုပ်ခဲ့ဖို့မမေ့ပါနဲ့ YouTube မှာလည်း subscribe လေးလုပ်ခဲ့ပေးပါနောက် video ဒီမှာပြန်တွေ့ပါမယ်နော်လုံးမင်းတတာ